ိုင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျက်တာပူတီကာလာတာချက်လေးချက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးပူတီတွေကိုအခုံခွာမယ်နော်အဲအစီရင့်နေဆိုရင်တော့အဲ့လိုပဲဖဲထုတ်ပြလိုက်ပါတယ်ပူတီကရင့်နေလို့ပါကဲပြီးပြီဆိုရင်ကျက်တာရေစေးထားတာထည့်မယ် မိသားစုကများတယ်ဆိုတော့အများကြီးချက်တာပေါ့နော်ချက်သားထည့်မယ်ပြီးရင်ချက်သွန်းနေနှလုံးအလုံးလိုက်ထည့်လိုက်မယ်နော်ခြုံသွားလို့ပါဒါကတော့သပလင်ရဲ့ချင်းငယ်ချက်သွန်းဖြူချက်သွန်းနေထောင်းထားတာကိုထည့်ပါမယ်ဒါတော့ပူတီထည့်ပါမယ်ပူတီတွေနဲ့ ကြက်သားတွေနဲ့အရန်ကိုအရေကအရန်ခြုံပြီးတော့စားလို့ရန်ကောင်းပါတယ်။ကဲပူတီထည့်ပြီးပြီဆိုရင်စားရင်အမိုက်လေးနည်းပါသွားလို့ပြီးတော့ရင်းချုံမုံရယ်ထည့်ပါမယ်။ပြီးတော့စနွေးမုံရယ် အယောင်တင်မုံရဲ့စီရဲ့ထဲ့မယ်ပေါ့နော်ကဲစီထေးပြီးပြီဆိုလို့ရှိရင်နေမယ်နှက်နေအောင်လို့နေပေးလိုက်မယ်เนาะအခုလောလောဆယ်တော့ဒီအိုအသေးနဲ့ပဲခဏထဲလိုက်ပါအောင်မယ်ကဲဦးအရုံနဲ့သေးနေတော့နေရခတ်တာပေါ့เนาะอืม တက်သိနေပါတယ်။ကဲနှံ့အောင်နေပြီပြီဆိုလို့ရှိရင်တော့အဲဒီအိုးလေးနဲ့ခဏလောက်တော့တေးထားမှာပေါ့ပြီးကြမှာဥပြင်ပြောင်းမယ်နော်။ကဲတေးထားလိုက်တဲ့ချိန်မှာအဲတေးရုံနန်းတောက်ခုပါမယ်။ဒါကတော့ကိုရိုင်းအိမ်မှာစိုက်ထားတဲ့တေးရုံနန်းပဲမှာ အဲစက်သားပူတိကာလာတာချက်တဲ့ထင်အရန်မွေးပြီးတော့ဆက်လုကောင်းပါလေရှင်ဒီလိုမျိုးလေးဟင်းခက်အမွေးကြိုင်ကိုရိုင်းစိုက်ထားရတာသဘောကျတယ်ပေါ့နော်အဲပြီးရင်တော့ရေကိုပြောင်းနေအောင်ဆေးပါမယ်ပြီးရင်ဟင်းအိုးလေးကလည်းစုလာပြီဆိုတော့အိုးကလည်းပြောင်းပြီးသားရပေါ့နော်ဟင်းအိုးပပတ်စုပြီဆိုတော့စက်သားလည်းချက်ပြီဆိုတော့အဲထည့်လိုက်မယ် တရုတ်နန်းနန်းပင်လေးကိုကက်ကြီးလေးနဲ့ညှက်ထလိုက်မယ်။မွေးနေရပဲ။အခုလိုမိုးအေးတဲ့ချိန်မှာပေါ့နော်ကြက်သားတွေကိုအနစ်တင်နဲ့ချက်စားမဲ့စာဒီလိုမျိုးအရေတောက်ပူပူလေးဟင်းရီချက်တောက်တာပို့ပြီးတော့စားကောင်းပါတယ်။အမ်အဟာရလေးဖြစ်တယ်။အရေလည်းတောက်အောင်ပြီးတော့သမိမ့်မိန်တာပေါ့နော်။ကဲရပါပြီရှင်။